ဒီနေ့ဇွန်23ရက်မနက်ပိုင်းကပြည်မြို့အနီးဘဟုပြုပြီးအင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပြီးနှစ်ရက်အတွင်းငလင်လေးချိန်လှုပ်ခတ်ခဲ့မိုးလီဝတ်သားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရ2025ခုနှစ်ဇွန်23ရက်မနက်6:32မိနစ်ခန့်မှာတောင်ကူမြင်းကလင်းစခန်းရဲ့အနောက်ဘက်83မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်ပြည်မျိုးရဲ့အရှေ့ဘက်9မိုင်ခန့်အကွာမြောက်လက်တီတို့18.83ဒီဂရီအရှေ့လောင်ကြီးတို့95.34ဒီဂရီအနက်18ကီလိုမီတာကိုဗဟိုပြုပြီး INR Star Scale 3.8အဆင့်ရှိတဲ့ အင်အားအနှင်းငယ်ရှိတဲ့မြင်ကလေးတစ်ခုလှုံရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မိုးစလကထုတ်ပြန်ပါတယ်။အလားတူပဲဆို22ရက်ညနေ9:53မိနစ်ခန့်မှာတောင်ကြီးမြင်ကလေးစခန်းရဲ့တောင်အရှိတောင်ဘက်82မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင် လွိုင်ကော်မြို့ရဲ့အရှိန်မြောက်ဖက်9မိုင်ခန့်အကွာမြောက်လက်တီတော့16.3ဒီဂရီအရှိန်လောင်ကြီးတော့68.33ဒီဂရီအနက်10ကီလိုမီတာကိုပဟိုပြူပြီးအင်အားရစ်တာစကေ3အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းသိရပါတယ်အလားတူပဲအဲ့ဒီမနက်9:29မိနစ်ခန့်မှာတာဝတိမြို့ရဲ့အရှိဘက်30မိုင်ခန့်ကိုပဟိုပြူပြီးအင်အားရစ်တာစကေ3.2အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုဟာ၎င်း မနက်4:42မိနစ်မှာပသိမ်ကြီးမြို့ရဲ့အရှိအရှိမြောက်ဖက်ခုနမိုင်ကန့်ကိုဗဟိုပြုပြီး Air Stars K 3.8အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလင်းတစ်ခုဟာ၎င်းအသီးသီးလှုပ်ခတ်ခဲ့တယ်လို့ထုတ်ပြန်ချက်တွေအရသိရပါဗျ။